Gmail account ဖြတ်နည်းကိုမျှဝေပေးမှာဖြစ်ပါတယ် email ကျေးဝေးမှာပြီးတော့ပေါ်ကိုနှိပ်ပါဖြတ်ချင်တဲ့ account ကိုရွေးပါပြီးတော့ Google တက္ကသိုလ်ကိုဝေးမှာဒီလိုစာမျက်နှာပေါ်လာမယ်လမ်းသွားနေသူ့အတူဝင်သွားပါလိမ့်မယ်စာမျက် Google account ထဲဝင်ရောက်သွားပြီဆိုရင်တော့နေအောင်ဝိုင်းပြထားတဲ့နေရာကိုထပ်နှိပ်ပါ သူတို့ဆမ်းမနေရောက်လာပြီဆိုရင်အပေါ်နည်းနည်းဆွဲတင်လိုက်ဒီမှာဒီမှာဒီဟာမဟုတ်ဘူးနော်ဒီဟာကစာဝေးပဲဖြတ်ပေးတာအကောက်ဖြတ်မယ်ဆိုရင်ဒီနေရာကိုနေရမယ်ခဏဆောက်ပါဒီရောက်လာပြီဆိုရင်တော့ဒီအကောက်ရဲ့ password ကိုထည့်ရပါမယ် ဖြတ်ခြင်းများကောင်းရဲ့ password ဖြစ်ရပါမယ်။ထပ်ပြပြဆိုရင်တော့ next ကို next ခဏစောက်ပါ။ဒီစာမျက်နှာရောက်လာမယ်။အပေါ်နည်းနည်းဆွေးတင်လိုက်။ဒီမှာကွက်နှစ်ကွက်ကို အမှန်ချစ်ပေးလိုက်။ချစ်ပေးပြီးပြီဆိုရင်တော့အောက်မှာပြတ်ထားတဲ့အတိုင်း delete အကောက်ဆိုတာကိုထပ်နှိပ်ပါ။ ဒီလိုပေါ်လာမယ်ဒီအကောက်ကိုပြန်ယူခြင်းတဲ့ recover လုပ်ခြင်းနေဆိုတော့အမှတ်နဲ့ပြီးရင် password လည်းထည့်လိုက်ရင်တော့တော်တူပြန်ရပါမယ်မလို့ခြင်းမအပြီးဖြစ်မယ်ဆိုရင်တော့ဘာမှထည့်မနေနဲ့ email account ကိုပြန်တည်ဝင်ပေးဝင်ပေးရင်ဒီလိုဆံမျက်နှာရောက်လာမယ်အဲ့ထက်မှပြန်နှိပ်ပြီးမှခုနကိုဖြတ်တဲ့အကောက်ရှိသေးလားဆိုအကြည့်မရှိတော့ဘူးဆိုရင်တော့အကောက်ကိုအပြစ်စီဖြတ်သွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ် subscribe လေးနှိပ်ပေးခဲ့ပါ